တောက်ခိုးခြင်းတို့ပြောမှာကသစ္စာလေးပါးကိုသိခြင်းအနုဘောဓသီပဋိဝေဒသီနှမျိုးရှိတဲ့အ ਨੇ ကအနုဘောဓသီကတော့ဓာတ်ရိုက်ရမယ်ပေါ့နော်ဒီအနုဘောဓသီကိုပဲအကြောင်းခံပြီးတော့တစ်ချိန်ချိန်မှာပဋိဝေဒသီကိုတော့မရနိုင်ဘူးလားရနိုင်ပြီအဲ့တော့ဒီကနေ့ ပထမပိုင်းအနေနဲ့ပါပြောမှာတော့ဒုက္ခသစ္စာဒုက္ခသစ္စာဆိုတာကဒုက္ခဆိုတာဆင်းရဲခြင်းသစ္စာဆိုတာက အမှန်တရားတရားပေါက်မလွဲမသွေမှန်တယ်ဆိုတဲ့အတိတ်ပဲ။ တော့ဒုက္ခသစ္စာဆိုတာဘာကိုပြောတာတော့ဆိုတော့ဒီခန္ဓာကိုယ်ကြီးကိုပြောတာပါဒုက္ခသစ္စာဆိုတာဘာကိုပြောတာတော့မြဒီခန္ဓာကိုယ်ကြီးကိုပြောတာเนาะဘဝမှန်ရင်ခန္ဓာမှန်ရင်ဘယ်ဘဝပဲဖြစ်ဖြစ်ဘယ်ခန္ဓာပဲဖြစ်ဖြစ်ရှင်ရခြင်းတရားမျှလာဖြစ်တယ်哦เนาะရှင်ရကလွဲလို့တခြားဘယ်တရားမှဖြစ်နေတာမရှိဘူး哦 ဒုက္ခမေဝဟိတံဘောတိဒုက္ခဒိဋ္ဌိဝေတိသနိညာတထဒုက္ခတံဘောတိနိညာဒုက္ခနိရောဇတိတဲ့ဒုက္ခဒေသလည်းဖြစ်နေတယ်ဒုက္ခဒေသလည်းချုပ်သွားတယ်ဒုက္ခမတဘာတခြားဖြစ်နေတာဘာမှမရှိဘူးဒုက္ခမတဘာတခြားချုပ်သွားတာလည်းဘာမှမရှိဘူးတဲ့အလွန်ရှင်းတယ်ဒီဒေသနာလေးကဟုတ်လားဒုက္ခပဲဖြစ်တယ်ဒုက္ခပဲချုပ်တယ်ဒုက္ခကလွဲပြီးတော့တခြားဖြစ်တဲ့တရားဘာမှမရှိဘူး ဒုက္ခမတဘာတခြားချုပ်သွားတဲ့တရားလည်းအမှန်မရှိဘူး။အဲ့တော့ဒီနေရာမှာဒုက္ခသစ္စာဆိုတာ ਨੇ ပတ်သက်ပြီးတော့ပေတပေါင်းတို့ကောင်းတို့ဓမ္မစကြာ ပါဠိတော်ကိုဘာသာရေးစိတ်ဝင်စားတဲ့လူတို့ရွတ်ကြတယ်ပေါ့နော်။အလုံးမလည်းပဲပြည့်ပြည့်စုံတဲ့တရားဒေသနာတစ်ခု။အတိဘယ်ကိုခေစီတွင်းကြအသေးစိတ်သိအောင်နားလည်အောင်လေ့လာပြီးတော့ရွတ်ဖတ်မယ်ဆိုရင်အလုံးမလည်းပဲစက်တိမင်္ဂလာ ရှိသလိုအတိညာဉ်ကိုများစွာဖြစ်စေတယ်။ အဲ့ဒီဓမ္မစကြာတရားတော်ထဲမှာမြတ်စွာဘုရားကဒုက္ခသစ္စာနဲ့ပတ်သက်ပြီးတော့ဘယ်လိုဟောထားလဲဣဒံခောပဏ္ဍဘိက္ခဝေဒုက္ခအရိယသစ္စာဇာတိပိဒုက္ခစရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခအပိယဟိတံပြောကောဒုက္ခပိယဟိဝေပြောကောဒုက္ခယံပိဿံနလရအောင်ကျင့်ရတော့ဒီဇံတရားကိုပြုလုပ်နိုင်မှဇံတရားကိုဖြစ်အောင်လုပ်နိုင်မှဖြစ်မှာဆိုတာဖြစ်တယ် တော့ဇံရဖို့ဆိုတာကလည်းပဲလူတော်သူတော်တွေမှာနေရင်ဇံရဖို့ဆိုတာမလွယ်ဟုတ်လားအဲ့တော့ဘာလို့အောင်ဆိုလူသူဝေးတဲ့နေရာကိုရှောင်ခွန်ပြီးတော့တကိုယ်တည်းပြောအောင်နေပြီးတော့ဒီအကျင့်ကိုဇွဲခတ်ပြီးတော့အလွန်ကြိုးစားအထုတ်နိုင်မှဇံအပိညာဉ်ဆိုတာကိုရအောင်အဲ့တော့ဒီမြမဘဝရဲ့အနေအထားမှာသင်္ခတဒုက္ခဟာအလွန်ကြီးကျယ်တယ်တဲ့ ော်လည်းမအစားတော့ကိုချွေချင်ချွေတာပြီးတော့ဒီအလုပ်ကိုရောက်ချပြီးတော့ဝရိယထက်ထက်တန်တန်နဲ့ပျော်လဲလို့မပျော်လဲလို့ဆိုပြီးတော့လောက်ရတဲ့အနေအထားဟာချမ်းသာတယ်လို့ဆိုနိုင်ဘူး။ဒါကြောင့်မြင်မာဒီမှာသင်္ခတဒုက္ခအလွန်ကြီးတယ်တဲ့။ဒါစတော်ကြီးဝေဖန်ပြ။ဟုတ်လား။အေးသင်္ခတဒုက္ခနဲ့သူတို့ဖန်တီးလိုက်လို့မြင်မာဖြစ်သွားပြီဆိုတော့တန်တာပဒုက္ခဆိုတာဘာပြောတာတုံးနဲ့။ငါ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 ဆိုပြီးတော့မာနမီးတောက်လာတာတွေရှိတယ်တဲ့။ဟုတ်လား။ ဒီဟာရဲ့အပေါ်မှာအဝိဇ္ဇာအမြင်မရှင်းမှုလည်းသူတို့မှာရှိတယ်။တော့ဒါရဲ့အပေါ်မှာနုနုညံ့ညံ့တိမ်တိမ်မွေ့မွေ့တာယာနေတဲ့သဘောလေးတွေလည်းရှိတယ်။အဲ့ဒါလိုကိလေသာတွေဖြစ်နေခြင်းဒီပင်လည်းအဲ့ဒါတဏ္ဍာပဒုက္ခပဲတဲ့။တကယ်အေးချမ်းမှုအစ်စ်အမှန်နဲ့နေနေရတာမျိုးမဟုတ်သေးဘူး။ဒါပေမဲ့ပြမာဒီမှာတဏ္ဍာပဒုက္ခကတော့ကျန်တဲ့တ ত্ত্ব ဝါနဲ့ဆိုင် အလွန်နည်းတယ်လို့ပြောရတယ်။သင်္ခါရဒုက္ခတော့အလွန်ကြီးတယ်။တဏ္ဍာပဒုက္ခကတော့တတ္တ အပြီးလို့ရှိရင်ပါလာမှာလို့ဆိုဝိပရိနာမဒုက္ခပြမဘဝဆိုတာ အမြဲတည်နေတာမဟုတ်ပျက်စီးခြင်းကြပြီတော့အကြောင်းတရားကိုုံပြီဆိုတော့သူကဘာဖြစ်သောပျက်စီးသွားရောအဲ့ဒါဥစဉ်တို့သုခတိဘဝကနေတစ်ဆင့်အပေလေးပါးထိနောက်ဆုံးထိုးစင်တဲ့အဆင့်ထိလည်းပဲပျက်စီးမှုကကြီးကျယ်သွားနိုင်တာဟေးအဲ့ဒါလိုပျက်စီးရတယ်ဆိုတာပြမာရီရဲ့ဘဝကိုဒီဒုက္ခတရားကြီးကဝိပရိနာမအချက်နဲ့နှိမ့်ဆက်တယ်ရောဟောဒါပြမာရီကိုဝေဖန်ပြတယ် ောနတ်တွေကြတော့နတ်အဖြစ်ကိုရအောင်သင်္ခတဒုက္ခပြုလို့ရတဲ့ဖန်တီးရတဲ့ဒုက္ခမြမာတွေလောက်တော့မကြီးကျယ်ဘူး။တာမန်ဒါနသီလလောက်နဲ့နတ်ပြည်ကိုရောက်နိုင်တယ်ပေါ့။ဒါပေမဲ့လို့ဆရာတော်ကြီးကအဲ့ဒါကိုလည်းပဲကြီးကျယ်တယ်လို့ပဲပြောတယ်။ဘာဖြစ်လို့ကြီးကျယ်တယ်လို့ပြောတော့ဆိုတော့တတ္တဝါတွေဆိုတာကောင်းတာလုပ်ဖို့အရန်ခက်တယ်တဲ့။တတ္တဝါတွေရဲ့စိတ်ကမကောင်းမှုမှပဲပျော်တယ်တဲ့။အလိုလိုနေရင်ဖြစ်သွားတာကတော့မကောင်းမှုပဲ။ ကောင်းတာလုပ်ဖို့ဆိုရင်အရန်ကြိုးစားရတယ်အဲ့ဒီကြိုးစားရတယ်ဆိုတာကိုကဒုက္ခပဲတဲ့အဲ့ဒါကိုရှင်းအောင်ပြောတယ်ဗျာဘယ်လိုပြောတုံဆိုတော့တကယ်လို့အဲ့ဒီဒါနမှုတီလမှုကိုမလုပ်ဘူးစိတ်ကောင်းစိတ်မြတ်မမွေးဘူးကောင်းတဲ့ဘက်ကိုကိုယ့်ကိုယ်ကိုတိုက်တွန်းပြီးတော့မကြိုးစားဖို့ဆိုရင်အရန်ဆင်းရတဲ့အနေထားကိုထိုးရှင်းသွားမယ်အဲ့တော့ဒါလုံးဝတာလည်းမတက်တာဘူးသို့တော့မလုပ်ရရင်ပိုမတက်တာမှဆိုးလို့ဒီမတက်တာတဲ့အမှုဒါနမှုတီလမှုကိုလုပ်ရတယ်တကယ်တော့လှူရတယ်ပေးရတယ်ဆိုတာလည်း တတတဲ့အလုံးမဟုတ်ဘူးတဲ့ကိုပြည့်ရှိကိုစွန့်ရတာကိုကိုကိုကြိုးစားရတာတိုက်တွန်းရတာမတိလဆောင်အသိရတယ်ဆိုလဲကိုစိတ်ကိုအယမ်းချုပ်ထေးရတာကိုလှုပ်ချင်တာကိုလှုပ်လို့မရအောင်ဒါပေမဲ့ဒါကိုမလှုပ်လို့ရှိရင်အယမ်းဆိုးွားသွားမှာဆိုလို့ဒီဟာကိုလှုပ်ရတယ်အဲ့လို့ဆိုရင်ဒီအလုတ်ဟာမနေသာလို့လှုပ်ရတဲ့အလုတ်ပဲတဲ့မနေသာလို့လှုပ်ရတဲ့အလုတ်ဆိုရင်ဒါဆင်းရဲတဲ့အလုတ်လို့ဆိုမလားချမ်းသာတဲ့အလုတ်လို့ဆိုမလားတဲ့စတော်ကြီးကဆင်းရဲတဲ့အလုတ် ့တော့ဒါဆင်းရဲတယ်မလုပ်ဘူးกว่าဆိုရင်တော့ပုံမိုဆင်းရဲသော အနေထားတွေကိုရှေ့ရှုနေတယ်။တော့ပေါက်မဲ့ထင်တယ်နော်။အဲဒါမကောင်းတဲ့အလုပ်လို့ပြောတာမဟုတ်ဆင်းရဲတဲ့အလုပ်လို့ပြောတာ။တော့ဒါနမှုသီလမှုကိုမကောင်းတဲ့အလုပ်လို့ပြောတာမဟုတ်ဘူး။ဆင်းရဲတဲ့အလုပ်လို့ပြောတာ။ဘာလို့ဆင်းရဲတဲ့အလုပ်လို့ပြောတာတော့။မလုပ်ချင်မဲနဲ့လုပ်ရတဲ့အလုပ်အလွန်ကြိုးစားပြီးတော့တိဆောက်ပြီးတော့ယူပြီးတော့လုပ်ရတဲ့အလုပ်ဒါပေမဲ့မကောင်းတဲ့အလုပ်တွေနဲ့စာရင်တော့ကောင်းတဲ့အလုပ်ဟုတ်လား။ ဲ့တော့စတော်ကြီးကမနေတာလို့လှုပ်ရတဲ့အလုပ်တွေမလွှဲတာလို့လှုပ်ရတဲ့အလုပ်တွေတဲ့ဒါကြောင့်အဲ့ဒါသည်သင်္ခတဒုက္ခဖြင့်နတ်တေရဲ့ခန္ဓာကနတ်တေရဲ့ဘဝကိုနှိပ်စက်တယ်ဟုတ်အေးအဲ့ဒါလို့ဆိုရင်တို့နတ်ဖြစ်ပြီးဆိုတော့ဟောတန်တာဘဒုက္ခအဲ့ဒါမြမာတွေထဲအရင်ကြီးကြီးတယ်နတ်တေမှာအပူအလောင်းအလွန်များတယ်ဟောအထူးသဖြင့်ယာဂမီးတောက်တယ်ဟုတ်ဆွလန်းတရားတာယာစရာအလွန်များတယ်ဟုတ်အချင်းချင်းတို့မှာအနမနာလိုတာတွေဝင်တော်တာတွေ နော်မကြည်မနဲ့ဖြစ်ရတာတွေလက်တွေကြတော့အယမ်းရှုပ်ထွေးလာပြီအဲ့ဒီမှာသူတို့တဏ္ဍာမဒုက္ခကပြမာတွေတဲ့ကြီးကြီးတယ်။ကဲဝိပရိနာမဒုက္ခကိုလှည့်ပြီးတော့ကြည့်အောင်။တချို့နတ်တွေဆိုရင်သိရတော့မယ်ဆိုတာကိုသိလာပြီ။နတ်တွေတချို့နတ်တွေကသိကနေမှနမိတ်တွေပါလေးပြတယ်ဆိုတော့ဘေးသူတို့ကြားဥပါတယ်။အဲ့ဒါဆိုလို့ရှိရင်သူတို့ကတော့မစားနိုင်မတော့နိုင် ဖြစ်ပြီ။အကြီးကြီးတုံလှုပ်ချောက်ချာဒီစီတိန်ကိုွှန့်ပြီးတော့ ဆိုရတဲ့အနေအထားတစ်ခုကိုရင်ဆိုင်ရတော့မယ့်အခြေအနေမျိုးပေါ့ဒါနဲ့တည်းရဲ့ဝိပရိနာမဒုက္ခကြီးကျယ်ပုံကိုပြောပြတာဒါကတော့ပြမာတို့နဲ့တို့ရဲ့အကြောင်းပေါ့ချစ်ဆက်ပြီးတော့ဦးဇင်းတို့ဝေဖန်ပြထားတာကဒကာမတို့ဦးဇင်းတို့ရဲ့အကြောင်းလူသားတွေရဲ့အကြောင်းလူသားတွေရဲ့ခန္ဓာက လူသားတွေရဲ့ဘဝကိုပိလနတ္ထနှိမ့်ဆက်တယ်ဘေပုံဘယ်နည်းနှိမ့်ဆက်တုံးသုံးချက်တင်ခတပြုလို့ရသောအဖြစ်နှိမ့်ဆက်တယ်တန်တာပပူလောင်ရသောအဖြစ်နှိမ့်ဆက်တယ် ဝိပရိနာမဖောက်ပြန်စေသောအဖြစ်နေချက်တော့လူဘဝလူခန္ဓာကိုရှားဖို့အတွက်ဒကာသမားတို့ဥရှင်တို့တန်တရာနဲ့ခြီးပြီးတော့ကြည့်မယ်ဆိုရင်သူလည်းပဲကောင်းမှုနဲ့တည်ဆောက်ယူရတယ်ပေါ့သင်္ခတဒုက္ခရှိခဲ့တယ်ရောအေးလူတွေကြတော့သင်္ခတဒုက္ခကနတ်တွေပြမာတွေရဲ့သင်္ခတဒုက္ခလောက်မကြီးဘူးအလောက်ကြိုးစားစရာမလိုဘူးပေါ့အဲ့ဒါကြောင့်မို့လို့ရလာပြီဆိုရင်တော့တန်တာပဒုက္ခကအလွန်ကြီးကျယ်တယ်တဲ့ နော်ကွက်ကိုရှာစားရတယ်ကံနဲ့တခါတည်းတွဲပြီးတော့အစဉ်ပြေမှုကပါမလားတချို့ကြတော့လည်းပဲပါလာတာလေးတွေရှိပါဒါပေမဲ့လူဘဝဆိုတာကဥပယဇီဝိနော်ကံရဝရိယရဒီနှစ်ပါးနဲ့ပေါင်းပြီးတော့ကြိုးစားအထုတ်နိုင်မှယက်တည်လို့ရတဲ့ဘဝမျိုး။နတ်တည်ဆိုတာကကံအချို့တက်တက်ဟုတ်ရလား။ဒါကြောင့်တရားမတော်ဥရှင်တို့ တင်ကဒဒုက္ခအနေငယ်ရော့တော်လည်းပဲတန်တဘဒုက္ခအလွန်ကြီးကြီးတယ်။ပူရတယ်လောင်ရတယ်။ဒါကအတိညာမရှိရင်ဘိုးတောင်ပူလောင်ရသေးတယ်။ဘယ်လူဘဝလူခန္ဓာဆိုတာကပြမတို့နဲ့တို့ရဲ့ခန္ဓာနဲ့ဆိုင်အလွန်ညံ့ဖျင်းတယ်ဟော။ဒါကြောင့်နာကျင်တာတွေ၊ကြိုက်ခဲတာတွေ၊အရှင်မပြေတာတွေအများကြီးရှိတယ်။တော့စိတ်ပိုင်းဆိုင်ရာလည်းပဲဆင်းရဲဒုက္ခတွေအများကြီးရှိတယ်။တန်တဘဒုက္ခဝိပရိနာမဒုက္ခတဲ့ နော် net တွေလောက်တော့မကြီးဘူးလို့ပြောရမှာပေါ့နော်သူတို့ရဲ့အပြောင်းအလဲကတော့အလွန်ကြီးတယ်လို့ဆိုရမှာဟုတ်လားဒါကတော့လူ့ဘဝကိုဝေဖန်ကြည့်တာအပေလေးပုံကိုလည်းဆရာကြီးကဝေဖန်ပြတယ်အပေလေးပုံကြတော့တန်တာပအဲသင်္ခတဒုက္ခက အရင်ကြီးမကြီးဘူးတဲ့ဒီတိုင်းဖြစ်တယ်လို့နေတာနဲ့ तू ကရောက်သွားတဲ့နေရအောင်သောပေါက်လားနောက်တစ်ခုကြီးရင်တစ်ခုကနည်းနည်းသေးသွားတဲ့သဘောရှိတယ်ဒါကဆရာတော်ကြီးရဲ့ညံကိုမှီပြီးတော့ဦးဇင်းတို့ပြောပြအောင် ဒါပေမဲ့သိစ္ဆာလောကအပေလောကကြတော့တဏ္ဍာပဒုက္ခပူရလောင်ရတဲ့ဒုက္ခလူ့ဘဝတွေလည်းအများကြီးကြီးသွားတယ်။ဘာဥပဒေမှမရှိဘူး။နိုင်ရစားမယ်အာကြီးတဲ့လူအမှားဟုတ်တယ်မဟုတ်လား။စဉ်းစားကြည့်နော်အပေလေးပုံရဲ့ဒုက္ခအေးအဲ့တော့ဒီနေရာမှာဦးစင်းကဒီစတော်ဘုရားကြီးပြောပြတဲ့ပြုလို့ရမှုနဲ့နှိမ့်ဆက်တယ်ပူလောင်ရမှုနဲ့နှိမ့်ဆက်တယ်ပျက်စီးမှုနဲ့နှိမ့်ဆက်တယ်ဆိုတဲ့ဒီအချက်၃ချက် အဲ့ဒါကိုလက်တွေ့ဘဝထဲမှာစဉ်းစားသိချင်တော့ဆိုကြပါစို့အရင်ဘဝကလူဖြစ်အောင်လုပ်ခဲ့ရတဲ့တဏ္ဍာဘဒုက္ခခင်ဗျားတို့ကျုပ်တို့မသိနိုင်ဘူးဒါကဘုရားဆက်ရှိတဲ့သူတော်ကောင်းကြီးတွေရဲ့ဉာဏ်ကိုအမိပြုတ်ပြီးတော့ပြောကြရတာကိုအဲ့တော့လုံးလုံးစေကိုတကယ်သိနိုင်တဲ့ပြုတ်လို့ရတဲ့ဒုက္ခပူလောင်ရတဲ့ဒုက္ခပျက်စီးသွားတဲ့ဒုက္ခဒါစဉ်းစားကြည့်တခုခုဖြစ်ကျင်နေဆိုရင်ဒကာသမားတို့ဦးဂျင်းတို့တွေ ကြိုးစားရတယ်အားထုတ်ရတယ်တခုခုရကျင်တယ်ဆိုလို့ရှိရင်ရအောင် လုပ်ရတယ်ကြိုးစားရတယ်ဒါဘယ်သူမှမငင်းနိုင်နောက်အခုဆိုတော့ဒါဦးဇင်းတို့ဒါမြန်မာနိုင်ငံသားတွေပေါ့ကိုတခုခုရကျင်လို့ဖြစ်ကျင်လို့သူများနိုင်ငံလာပြီးထိမလုပ်ကြရတော့လုပ်ကြတာကြိုးစားကြတာဒါဘာဒုက္ခလို့ပြောတော့သင်္ခတဒုက္ခဟုတ်လားကိုရကျင်လာပြီဆိုရင်ကိုရကျင်တာရအောင်လုပ်ရတယ် မိမျိုးစုံသုံးပြီးတော့လှုပ်ရတယ်။ကဲလှုပ်လို့ရလာပြီဆိုတော့ကောကဲရလာပြီဆိုတာမှအဲ့ဒီရတဲ့အရာကြီးကအရင်ပူလောင်စေတာတွေမရှိဘူးလား။ကြည့်အဲ့ဒါကိုစဉ်းစားသေးချင်တာ။ရအောင်ကြိုးစားလို့ဆင်းရတာရှိတယ်။မရသေးခင်ကြတော့လဲမရလို့မရလို့ဆိုပြီးတော့အရင်ရခြင်းပြီးတော့ဆင်းရနေရတယ်။ဟုတ်တယ်မဟုတ်လား။ကြိုးစားနေရတဲ့အခိုက်မှလည်းဆင်းရတယ်နော်။ ကံကိုကြိုးစားအားထုတ်လို့တီဆောင်လိုက်လို့ဒါလေးပုံပေါ်လာပြီရလာပြီဆိုတော့ကတကယ်အကောင်းဟုတ်သလားလို့ဒါကိုစဉ်းစားသိချင်းအကောင်းကြီးမဟုတ်တချို့ကမရရင်တော်တော်ဆင်းရဲတယ်လို့ထင်တာဦးစင်းကတော့တခါလေးစဉ်းစားကြည့်ရတာကြီးကတခါတလေပိုးပြီးတော့ဆင်းရဲတယ်လို့ဒါကြောင့်ဦးစင်းတို့ရွှေဥမင်ဆိုတော့ဘုရားကြီးပြောတဲ့စကားတစ်ခုရှိတယ် စင်စင်စားစားလဲလှုပ်ကြတော့တဲ့လူကျင်တာတွေရကကြမှာဒုက္ခတွေများနေအောင်ပဲတဲ့။တမန်စဉ်းစားကြည့်ရင်တော့လူကျင်တာရရင်ဘာဒုက္ခရှိတယ်လို့တော့စိတ်တိုင်းတွေကြာပြီးတော့သဘောတွေကြာပြီးတော့စင်နေပြေးနေမှလို့အောင်မေ့တာ။လူကျင်တာတွေကရပြီကမှဒုက္ခတွေက ပိုများလာ။တချို့ဒုက္ခတွေကလူကျင်တာရမှစတာ။သောပေါက်လာဦးဇင်းပြောတာပေါ့။မရမရခင်တော့ကတော့အပေလေးရချင်တယ်အဲ့ဒါပေါ့။မရရမနေနိုင်ပေါ့။ ဟုတ်လားရပြီဆိုတော့မှကိုကကောင်းမယ်လို့ထင်တာရပြီဆိုတော့မှစလောင်တော့တာပဲအဲ့ဒါကပြီးတော့မှအဲ့ဒါကြီးကဘယ်မှလဲသွားပြစ်လို့လည်းမရဘူးကိုနာသွားထားလို့လည်းမရဘူးဒီနာသွားထားလို့လည်းမရအောင်သဘောပေါက်လားမရသေးခင်ကမရလို့ရှင်းရတယ်ရပြီဆိုတော့လေရလို့မို့ရှင်းရတယ်ကံရလို့ရှင်းရတဲ့ဒုက္ခကိုဘာလို့ပြောရလဲတဏ္ဍာပဒုက္ခပူလောင်ရမရသေးခင်ကရအောင်ကြိုးစားရတဲ့ဒုက္ခဘာဒုက္ခသင်္ခတဒုက္ခ ကိုင်းစူးစားလို့ရလဲရပြီအပူလောင်လဲခံရပြီဒါကြီးကဒီတိုင်းနေမှာလားမနေဘူးဘာဖြစ်ဦးမှာတော့ပြည့်စည်ဦးမယ်အခြေအနေတမျိုးပြောင်းဦးမယ်အကုန်လုံးပြောင်းမှာနော်ဘယ်ရာဘုံမှဆုတ်ထားလို့ကိုင်းထားလို့ထိန်းထားလို့တိန်းထားလို့မရဘူးကိုယ်ကိုလည်းသူများကထိန်းသိမ်းထားလို့မရတယ်လို့သူများကိုလည်းကိုယ်ကထိန်းသိမ်းထားလို့မရဒါတွေကိုအမှန်တိုင်းနားလည်ထားမှာ ဒီအမှန်တရားတွေကဇာတိပြလာတဲ့ခါမှာကိုယ်မှာခံနိုင်ရင်ရှိမယ်။ဘုရင်ပါဖို့ဆိုလိုတာလဲဆိုတာပေတရုသဘောပေါက်မယ်ထင်ပါတယ်။နော်။ဘာပဲဖြစ်ဖြစ်ပါဒီဥစ္စာတွေကအရာအလုံးနဲ့အကျုံးဝင်တယ်လို့ဥရင်ထင်တယ်။နော်။မရခင်ကရအောင်ကြိုးစားရတဲ့ဒုက္ခရှိတယ်။ရလာတော့လည်းပဲအဲ့ဒါရဲ့ဒုက္ခဒုက္ခတွေအများကြီးရှိတယ်။အဲ့ဒါကြီးပျက်စီးတော့မယ်ဆိုတော့လည်းပဲဒုက္ခတွေရှိတယ်။ဒါကဥရင်တို့ ဒုက္ခသစ္စာရဲ့အနက်၄ချက်ပြိလနထနှိမ့်ဆက်တယ်ဆိုတာဘယ်လိုနှိမ့်ဆက်တယ်လဲဆိုတာလေးကိုရှုထောင့်တစ်မျိုးကနေပြီးတော့ပြောကြည့်ရအောင်ဟုတ်ရဲ့လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့သစ္စာ၄ပါးထဲမှာဒုက္ခသစ္စာဇာတိပိဒုက္ခဇရာပိဒုက္ခပြတိပိဒုက္ခမရဏပိဒုက္ခအပိဟိတံပြောကောဒုက္ခပိဟိဝိပြောကောဒုက္ခယံပိဆန္နလပတိတံပိဒုက္ခသခိတေနပင်စုပါရဏေခန္ဓာဒုက္ခဒါကတော့မြတ်စွာဘုရားအတိအပွဲဖွင့်ပြတယ် ဒုက္ခသစ္စာရဲ့သဘောဟုတ်ရလားခုနောက်ထပ်ထပ်ပြီးတော့ပြောလိုက်တာကဒီခန္ဓာကြီးဟာဆင်းရဲတယ်ဘယ်ပုံပဲနီးဆင်းရဲတယ်လဲဆို